ဲဥတော်ဒီနေ့ဒါဝိုင်းတော့ဝိုင်းမှာပေါ့နော်ဒါဒီနေ့သွားတာ၃000အကြီးသွားဆန်းခဲ့တာဒါဥတော်နိုင်ခဲ့ပါပြီဒါအုပ်သွေးခွက်တဲ့သူသွားတာပါဒါအုပ်သွေးဒါအုပ်သွေးမိတ်ကြီးဒါသူတို့လည်းဒီနှစ်ကောင်ဒီနှစ်ကောင်လည်းအကုန်လုံးနိုင်ခဲ့တယ်မဒီကောင်နိုင်ခဲ့တယ်နောက်ဒီကောင်လည်းနိုင်ခဲ့ရတယ်ဒါဥတော်တို့၃កောင်သွားတိုက်တာ၃កောင်လုံးနိုင်ခဲ့ပါတယ်ဒါ၃កောင်လုံးနိုင်ခဲ့တာဒီက14ရက်လျှောက်လာနော်ဥပဒေတော် အဲကြက်သွားတိုက်ခဲ့ရနိုင်ခဲ့တယ်ဒံယာတွေလည်းဟိုအုတ်တွင်းကြက်နှစ်ကောင်လည်းမပေဘူးဟိုဥပဒေကြက်လည်းဒံယာတွေမထင်ခဲ့ဘူးအဲ့တော့ကြက်တွေတော်တော်ကောင်းလားဒါလူမေးတယ်အဲ့တော့ဥတော်ကတော့ကြက်အကောင်းကြီးမဟုတ်ဘူးသုံးကောင်လုံးကတော့ကြက်ဆက်တက်လို့နိုင်သွားတဲ့အနေထားပဲဘာဖြစ်လို့ဆိုတော့ဒီကြက်ဆိုရင်ဒါအလုတ်တော့နေတယ်အလုတ်လည်းမရှိဘူးဥတော်အဲကခြံပေါက်သူ့ရဲ့အတက်ဆိုရင်လည်းဒီမှာဟိုင်းဆန်ဆန်မဟိုင်းဆန်ဆန် နော်ပြောင်းမှုကြည့်တယ်ပေါ့သူဆိုရင်လည်းကြက်သက်10လားလောက်ရှိတယ်အဲ့တော့ဥပဒေကြက်ဘာတွေကောင်းလို့ဆိုဥပဒေကြက်ကကောင်းတာလေးတွေပါတယ်ဆိုးတာလေးတွေလည်းပါတယ်ကောင်းတာလေးတွေဘာပါတော့ဆိုဥပဒေကတွက်ကြက်နှစ်ကောင်ခွက်လိုက်လို့ရှင်တွက်သူ့ရဲ့ရှိရီကနာကျင်နေအောင်တစ်ဖက်တတစ်ဖက်သားကြက်ကိုဗိုက်မှန်တယ်ဒီလိုလင်ငုံမှန်တယ်ခေါင်းမှန်တယ်တွက်နာကျင်နေအောင်ခွက်တယ်တွက်ချီတစ်ချက်ချွရင်တစ်ချက်နာကျင်အောင်ခွက်နိုင်တယ်အရေးရှင်းလေးသူ့မှာပါတယ် နောက်သူ့မှာတစ်ခုကောင်းတာရှိသေးတယ်။ तू ကခွင်းခွင်းနဲ့တစ်ဖက်သားကြက်နဲ့ခိုးလို့နည်းနည်းလေးပန်းတယ်ဆိုရင် तू ကကြက်ွက်နောက်ကိုယူထားလိုက်တယ်။ကြက်ွက်နောက်ကိုယူထားလိုက်ပြီးတော့လာတဲ့လုံးကိုလေပေါ်မှာချွတ်ပေါင်းလိုက်တဲ့အလုံးကတိတိကျကျရှိဝင်တဲ့ဒီကောင်းတယ်။ဒီ၆နှစ်၆လုံးဆိုဒီငုတ်မပါတာကိုဆွဲဆိုးနေရပဲမလို့တွေးဘူး။အဲ့တော့သူ့မှာဆိုးတဲ့အပေါက်လည်းပါတယ်။ကောင်းတဲ့အပေါက်လည်းပါတယ်။အဲ့တော့ဒီ तू ကနှုတ်ပြီးပိုင်းမှာကြတော့ तू ကလေးတယ်။နောက် ဒီနှုတ်သီးလေးဒီလေးတစအကောင်ဖွင့်ပြလိုက်တယ်ဆိုရင်ဒင်ကနေသူအနာလေးမှာဝက်ခနဲနေတယ်အာရှင်ဝင်ချီကြတွေကဘိုက်မှန်မှန်ပေါင်မှန်မှန်နော်ခေါင်းမှန်မှန်သူခုတ်တဲ့ကြက်တွေကနာကျင်နေပြီးတော့ခဏလေးကုန်သွားတယ်အဲ့တော့သူ့မှာသိုးတဲ့ကွက်ကောဥတော်ဘာတွေတွေ့လို့ဆိုသိုးတဲ့ကြက်ကသူကကြက်နှစ်ကောင်ကတ်တဲ့ချိန်မှာနှုတ်သီးဤစားစားလုပ်ပြီးတော့နှုတ်သီးကတွက်လက်မှုမရှိဘူးနော်နှုတ်သွားတဲ့အနေထားမရှိဘူးလို့ဆိုတာအဲ့တော့နှုတ်သီးကန်းကြတော့သူက ွားပြီးတော့ကိုကတ်လိုက်တယ်ကိုကတ်လိုက်ဒီခေါင်းကတ်လိုက်တယ်ခေါင်းကတ်ရတယ်သူကခေါင်းကိုအတင်းထိုးကန်ပြန်တယ်ဒီပိုင်းလေသူ့ကိုခေါင်းနှုတ်ပြီးစိတ်ပြီးရဆိုရင် तू ဖြီလို့ရတော့ကိုဖြီတယ်ဖြီလို့မရတဲ့အလုံးကို तू ကဘာပြန်လှုပ်လိုက်လို့ဆိုကိုလုံးနဲ့ပြစ်ကတ်ထားလိုက်ဒါကြောင့်မို့လို့သူ့ရဲ့မျက်နှာတွေကသူ့ရဲ့ဘာသာနဲ့လွတ်ကျွနေတယ်ဥတော်ကြက်တာကောင်းနေလားလို့မေးလို့ဥတော်ကြက်အလွတ်ကျုံမကောင်းဘူးခွတ်လိုက်တဲ့ခုံလိုက်တဲ့အလုံးအကုန်ဝင်တယ်လာတော့ချွတ်တဲ့အလုံးအကုန်ကောင်းတယ်အေးအဲ့ထဲမှာအထူးကောင်းဆုံးတော့ကတော့ လက်တစ်ပေါက်ကတော့လျှက်တစ်ပြက်အားရင်အားနဲ့လက်နှလုံးသုံးလုံးရှူရနဲ့ကြက်နာကျင်ပြီးတော့သူကြက်ကြောက်သိပ်တီပါဝင်ကုန်တယ်အဲ့တော့ဥတော်ကြက်အလွန့်ကြုံကောင်းလားအလွန့်ကြုံတော့မကောင်းဘူးခုနကဘာသာရက်တွေပါတယ်ခြုံပေါက်လေးတွေကပါတဲ့ဥစ္စာကို तू ကသူ့မျက်နှာကိုမထိတာသူ့ရဲ့ခေါင်းကိုကိုက်မိတဲ့အချိန်မှာရှွတ်တဲ့လုံးကိုရှွတ်တယ်မရှွတ်နိုင်တဲ့လုံးကိုကိုယ်နဲ့ကတ်ထားတဲ့အတွက်ကြောင့်ဒီမျက်နှာတွေအလွန့်ကြုံမထိပဲနဲ့အနေထားရောက်သွားတာအဲ့တော့ဥတော်ဒီကြက်က နောက်ဝိုင်းတွေလည်းတိုက်ရင်တိုက်နိုင်တဲ့ရေရှင်းတွေသူ့မှာပါနေတဲ့အတွက်ကြောင့်မလို့နောက်ဝိုင်းထပ်တိုက်အောင်မှာပါလို့နော်ဟုတ်လားဥဆောင်အလွန့်ကြုံမကောင်းပါဘူးဟုတ်လားကျက်ဆက်ကောင်းတယ်ကျက်ကျွေးမွေးပြင့်ကောင်းတယ်သူ့ရဲ့ချစ်တဲ့ချစ်တိုက်တဲ့ဘာသာရက်တွေကောင်းနေတဲ့အတွက်ကြောင့်မလို့ဒီကျက်တကောင်ဟာနောက်လဲဝိုင်းရှင်းလို့ရပါသေးတယ်လို့နော်